ဈေးရောင်းကောင်းဆိုင်အတန်ဇလန်ဘာကြောင့်မှန်းတော့မသိဘူးအခုတော့ဒီကောင်လေးဈေးရောင်းရင်ရောင်းကောင်းချက်ပဲမောင်သူသမင်းစားနေချိန်တွင်ဆိုင်တွင်ထိုင်ဈေးရောင်းနေသည့်အမေကသူ့ဘေးနားမှဈေးတဲ့သူဦးညက်စကားပြောနေသည်ကိုမောင်သူကြားလိုက်ရသည်မောင်သူတို့ကဈေးထဲတွင် ကုန်ချောက်ဆိုင်ကလေးရောင်းသည်ဆွေမျိုးများရှိသည့်အထက်အညာဘက်မှပဲနန်းငယုတ်ချက်တုံအားစားရှိသည့်များကိုတည်ယူပြီးဈေးထဲတွင် ရောင်းချရသည်သူတို့ဈေးကဈေးဟူတာခေါ်တော့လဲပြန်ကြစီယာယီဈေးကလေးဖြစ်သည်တရာဈေးယုံကြီးများမရှိပေဝါထရနေသည့်ညစ်ပတ်သော၆နောင်ပိုင်းတွင်ဈေးတဲ့များမှာတက်တာအတုအဆများနဲ့ဆိုင်ခန်းကလေးများထိုးကရောင်းချကြသည့်ဈေးလေးဖြစ်သည်ဈေးကလေးဟူဆိုတော့လဲအနာရှိရက်ကွာ၃ခုမှာအာထနေရသည့်ဈေးဖြစ်သောကြောင့်အတန်းငယ်စီကားသည်မောင်သူကအသက်၁၄နှစ်ရှိပြီမောင်သူမှာအဖေမရှိတော့ အမေနဲ့ညီမသာရှိတော်သည် မောင်သူ၏အမေမှာဒေါမြဖြစ်သည်ယခုလိုနှွေချောင်းပိတ်ရက်မျိုးဆိုလို့ရှင် မောင်သူကမိခင်ဖြစ်သူနဲ့အတူဈေးကူရောင်းပေးလေးရှိသည်ယနေ့တွင်လည်းထုံးစံအတိုင်းမနခင်အစောကြီးကနေဈေးသို့သွားကစိုင်းပွင့်ရဲဈေးရောင်းပေးထားသည် အမေဖြစ်သူက မောင်သူဈေးရောင်းနေသည်မို့ပုံမှန်လို မနက်စောစောစိုင်းမခင်းတော့ပဲမနက်9နာရီလောက်မှသာချက်ပြုတ်ပြီးဈေးသို့လာသည် မောင်သူကအားကိုးရသည့်အတွင်ယုံကြည်ရသောကြောင့်သူ့အမေကမောင်သူအားစိတ်ချယုံကြည်ထားသည်မနက်9နာရီထိုးတော့အမေကဆွဲချင်းတောင်းကလေးဆွဲပြီးထီးအဟောင်းလေးလက်ဆောင်ကဈေးသို့ရောက်လာသဖြင့်ထိုးတော့မှမောင်သူမနက်စာစားရတော့သည်စားလေတော့ရဲ့သမင်းစားပြီးရင်လက်ဖက်ရည်တောက်ဦးမလားလက်ဖက်ရည်စိုးသည်မှာ မောင်သူတို့ဖို့တော့အတူတီးထန်တောက်စရာဖြစ်သည် နေ့တိုင်းမတောက်နိုင်ပြီတခါလေမှသာ အမေကဝဲတောက်လေးရှိသည် အခုလည်းလက်ဖက်ရည်တော့ရတာသုံးရက်ဆက်တိုက်ဖင်းနေသည်မို့အမေကိုအာနာမိသည်ရပါတယ်မေပတ်စံဒီကုန်နေပါဦးမေတောက်ချေရန်တော့တောက်ပေါ်သားရဲ့အထုတလောသားဈေးအောင်တာဈေးအောင်ကောင်းလို့အမေကဝေတိုက်တာနော် အမေဖြိုးမတတိထားမိသည်ရခင်က မောင်ထူးတို့ဆိုင်မှာတာမန်ဖောက်တဲ့လောက်တာရှိတော်လဲယခုတော့ဖောက်တဲ့အစ်စ်တွေပါ လာဝဲနေကြသည်ကိုတတိထားမိသည်ဈေးတွေ ကုံကြောက်ဆိုင်တွေမိလပေါက်နေတော့လေယခုတော့မောင်ထူးတို့ဆိုင်တို့တတော်များများလာဝဲကြသည်ကိုမောင်ထူးတယောက်တရီထားမိသည်ထမင်းစားတော့ပြီးသည့်အခါဒေါမြကကဲတာနားချင်နားပေါ်လေအမေဆိုင်ဆက်ကြည်ထားမယ်ရပါတယ်အမေရဲ့တားမအလုံးမမရှိတာပဲကိုနေ့ဒီပိုင်းကြမှာမောင်ခိုင်တော့နဲ့ဘော်လုံးကန်ဖို့ချင်းထားတာအေးဒါဆိုလေအမေကုံယူသွားလိုက်အောင်မယ်ကွယ်အခုတော့ဇေယောင်ကောင်းတို့အနေတော့ဆိုင်မှာရှိတဲ့ကုန်းတွေ ပက်တရိုမယ်မဟုတ်လားတော်မြကသီကလေးဆောင်ကပြန်ထွက်သွားသည်မောင်သူတယောက်ကတော့စိုင်းတွင်ဆက်ထိုင်နေဖြစ်သည်ကိုးနာလီဆန်နာလီကြော်သည့်အခါဈေးခွဲလီပြီးဈေးဝက်သူလည်းနေပါသွားသည်နွေရာသည်ဖြစ်သည်မို့နေမြင့်နေပူလာသည့်အခါဈေးလာသူတိတ်မရှိတော့ထို့သောဈေးခွဲသည့်တိုင်ဈေးလာသူတယောက်နှစ်ယောက်ကမောင်သူဆိုင်တွင်တစ်ခုမဟုတ်တစ်ခုတော့ဝင့်ဝယ်နေကြစေဖျားအခြားဈေးတွေများမှာဆိုင်ခန်းများတိမ့်သူကတိမ့် ဒီရေတမောအိတ်နေသူကအိတ်နေကြတော့လေမောင်သူကတော့ဈေးရောက်နေလာလေသည်ဝဲသူနှစ်ယောက်ထွက်သွားပြီးသည့်နောက်ဈေးရှိသောမိငယ်ရောက်လာသည်မိငယ်မှာမောင်သူမြင့်တဒန်းတဲ့အတူတက်နေသည့်တငယ်ချင်းခစ်သည့်အကင်လေးစိန်ကြောတွင်မိငယ်တို့၏အထယ်ဆိုင်ရှိသဖြင့်နေလေလူပါလေတငယ်ချင်းမောင်သူတန်သောလာလေလေးရှိသည်မိငယ်ရောက်လာသည်နှင့်မောင်သူကစိုင်းပေါ်တခိုက်လိုက်ပြီးအထူးထူထိုင်ဖြစ်ကြသည် အရန်ရောက်နေရပါလားမောင်သူရဲ့ နင်တို့သားမိမကြခင်တတိဖြစ်တော်မယ်ထင်ပါနင်ကလည်းမနောက်ပါနဲ့ဟာငါတို့ကုံချောက်ရောင်းတာကတခါမျက်မှငါးပြားဆယ်ပြားလောက်မြက်တာနင်တို့လိုအဝတ်တရေရောင်းရပြီးတကြနှင်းကြမြက်တာမဟုတ်ဘူးဟာမောင်သူစကားကြတော့မိငယ်လာပြုံးနေမိသည်ဒါနဲ့ငါအမေကမေးခိုင်းလိုက်တယ်နင်တို့ဈေးအောင်ကောင်းနေတာသုံးလေးရက်လောက်ရှိပြီတဲ့အခုလိုလက်ကျန်ရက်ကြီးမှာတော့ဈေးအောင်ကောင်းမွန်ထောက်ရင်အဆောင်တို့ရဲ့တရားတို့တခုခုတော့ရှိရမယ်တဲ့ဟာမောင်သူတေချာစဉ်းစားပြီး ခေါင်းခါလိုက်သည်အဲ့ဒီလိုတော့မရှိပါဘူးဟာဈေးကလည်းခုတပတ်လောက်မှအရန်ရောင်းကောင်းနေလားဆိုင်မှာရှိတဲ့ကုံတွေတောင်ပြတ်တော့မယ်ဟာကဲပါထားပါတော့ရှေ့တပတ်ငါမွေးနေ့ရှိတယ်နော်နင်ပါပေးမှလဲဟာမွေးနေ့ရှင်ကပါကြွေးမှလဲဆိုတာကြည်ရအောင်ပါပေါ့သူတို့နေရာပျော်ရွှင်စွာရေမောလိုက်ကြသည်အမှန်တော့မိငယ်အပေါ်မောင်ရုကတငယ်ချင်းတပ်ပို့သည့်တန်ရောကြီးများဖြစ်ပေါ်နေခဲ့သည်ကိုမိငယ်သိပုံမရသည် အခုလည်းမိငယ်မွေးနေအတွက်နိုင်ငံသားဖြစ်နှုတ်ခမ်းဒီတောင်ကလေးတခုလက်ဆောင်ပေးမိဟုဆုံးဖြတ်ထားသည် မိငယ်ကမိကမပြင်းတော့လဲဆိုင်ထိုင်လင်းတနခါလင်းပြီးနှုတ်ခမ်းဒီဆိုရသည်ဖြင့်မောင်တို့ကမိငယ်ကြိုက်သည်နှုတ်ခမ်းဒီကိုသာဝယ်ပေးတော်မူဟုဆုံးဖြတ်ထားသည်သို့တော့နှုတ်ခမ်းဒီဈေးကလည်းမသေးလာအလကုံရောင်းသည်ဆိုင်တွင်ဈေးမေးကြည်ရာတတောင့်ကိုလေးချက်ခွဲဖြစ်သည်မုံရင်ကားတပွဲဓမ္မခေတ်တွင် လေးချက်ခွဲဆိုသည့်ငွေကမောင်တို့အဖို့တော် အတော်များသည့်ငွေကြေးဖြစ်ပေသည်မိငယ်ပြန်သွားသည့်အခါမောင်ရူးကစိုင်ခေါင်ဒဏီမိုးအကြားတွင် စီစိန်ဆက်ကူနှင့်ထုတ်ပိုးထားသည့်ဆက်ကူခောက်ကလေးကိုလှမ်းလိုက်ကြည့်လိုက်သည်အထဲတွင်တော့အမေမတိအောင်ခိုးဝတ်စူဆောင်းထားသည့်အကြွေစည်လေးများရှိသည်ထိုအကြွေစည်လေးများကို ရေသွက်ကြည့်ရာသုံးချက်နှီးပါရှိနေပြီဖြစ်သည်ရေသွက်ပြီးတော့အကြွေစည်လေးများကို ပြန်ဖွဲ့ထားလိုက်သည်မိသူမမမြင်တော့လေမဟုတ်တာလောက်ရသည့်အတွက်မောင်ရူးရင်တွေ့ ဒိတ်တိတ်ခုန်နေမိသည်။အင်းရှေ့တပတ်ဆိုရင်တော့လေးချက်ခွဲပြီးလောင်မဲ့ထင်းတယ်။ထို့စဉ်ဈေးရှိတွင်အကိုကြီးတယောက်ရောက်လာသည်။ညီလေးရေထုံးစံတိုင်းဈေးပေါ်လေးပေးပါ။ထို့အကိုကြီးကသူတို့ဆိုင်တွင်ဈေးဝယ်နေသည်မှာတပတ်လောက်ရှိပြီဖြစ်သည်မို့မောင်နှုံးနဲ့မျက်မှန်တမ်းမိနေပြီဖြစ်သည်။ထို့လူကသူတို့ဒေသအတွက်ဓမ္မမပါသည့်လက်ဖြစ်ဈေးပေါ်လေးကိုကြိတ်နှစ်တတ်သူဖြစ်သည်ဖြင့်ဈေးပေါ်လေးလာဝယ်နေသူဖြစ်သည်တလိတ်ငါးဖြာ တမတ်ဖို့ပေးကွာမောင်လူးလည်းဆေးလိပ်များကိုတားရဲ့ပင်ကွင်းနဲ့စီးနောင်ပြီးလန့်ပေးလိုက်သည်ဒါနဲ့အကိုကတခြားဆေးလိပ်မတော့သေးဘာဖြစ်လို့ဓမ္မမပါတဲ့ဒီဆေးလိပ်ကိုကြိုက်တာလဲနင်းစီတို့ကြားပြန်တို့တောက်ပေါ်မတူဘူးငါညီရဒီဆေးလိပ်ကချိုလဲချိုတယ်ပြင်းလဲပြင်းတယ်တခြားဆေးလိပ်တွေကနာမည်ကြီးပေမဲ့ပေါ်တော့တော့အနေအကိုတော့မကြိုက်ပါဘူးကွာထို့တော့ပေါ်ပြီးနောက်မောင်လူးကို တမတ်ဆေးလိပ်တစ်စိပေးခဲ့ရမောင်လူးလည်း ထိုတမဆီလီအားအမိတ်ကိုမပြဘဲယူထားမိဟုစွန့်ဖြစ်ထားပြီးထုံးစံတိုင်းဆိုင်ခေါင်မိုးပေါင်တွင်ဖွက်ထားလိုက်တော်သည် ထိုနေ့ကအမေပြန်ရောက်လာပြီးကုံတွေထပ်ဖြစ်သည်ညနေဆောင်တော့မောင်နှုတရားတငယ်ကြီးများနဲ့ဘောလုံးထွက်ကန်ဖြစ်သည်ငားနာကြီးခွဲပြီးသည့်အချိန်မှာဈေးကိုပြန်ပြေးလာခဲ့သည်ညနေဈေးကပြီးဆုံးပြီဖြစ်သည်ထင်ဈေးတွင် လူနေတော့ပြီဈေးတဲ့အချို့သာဆိုင်တွေကိုသိမ်းနေရမောင်နှုလေမိခင်ကိုကူရင်ဆိုင်သိမ်းနေမိသည် အမေပြန်ရင်ပြန်တော့လီတာဆိုင်သိမ့်ပြီးအမေဒီပြင်အနောက်ကလိုက်ခဲ့မယ်အမေဖြစ်သူကဆွဲချင်းကလေးဆွဲပြီးဈေးကန်ဒီပြန်သွားသည်မောင်ထုမှာဆန်ခင်းထားသည့်ပဲများအာလူးများငရုတ်သီးများကိုဂုံဒီအိမ်များအတွင် ပြန်ထည့်ကသိမ့်စင်းပြီးနောက်ဆိုင်အတွင်တို့ထည့်ကဆိုင်တကားကိုတော့ခါကြီးပိတ်နေလိုက်သည်ထို့စဉ်ဆိုင်ရှိတဲ့ယောက်ျားတယောက်ညာရနေသည်ကိုတွေ့လိုက်ရသည်အဟမ်းထိုယောက်ျားအတန်ပြူးလိုက်သည်ကိုမောင်ထုကဆိုင်တကားပိတ်နေလက်မကြည့်ပဲဆိုင်ပိတ်ပြီဗျာထို့သူပြောလိုက်ပြီးနောက် ထိုသူပါလက်ကြည့်သည့်အခါတွင်ဘာမှမတွေ့ရတော့မောင်ထူးမှထူးဆန်းသွားသခင်ဆိုင်းအပရင်တို့ခေါင်းထောက်ကြည့်လိုက်ရာဇေလန်းချင်းကလေးတွင်လဲလူတဦးတယောက်မှရှိမနေအမှန်ဆိုထိုလူကိုဇေလန်းတွင်တော့တွေ့ရမည်ထက်တော့လဲခက်လန်းလန်းမှဆိုင်းသိမ့်လာသည့်ဇေသည့်အချို့သာတွေ့ရပြီသူတို့အနာတွင်တော့လူမတွေ့ရငါပဲစိတ်ထင်နေတာလားထိုသူတွေ့ရတော့လဲမော်ထူးလဲကြောချမ်းလာသဖြင့်ဆိုင်းကိုမင်းမင်းသိမ့်ကလူရှိနေပြီဖြစ်တော့ဇေသိမ့်ကနေပြီးထွက်လာခဲ့သည်နွေရာသီမို့ နေဝင်နှုတ်ကြတော့လဲဈေးအတွင်းမှာတော့ဆိုင်ကန်းမြားကြီးအရေးအကြောင်းမောင်မိုက်နေပြီဖြစ်သည်မောင်သူလဲဆိုင်ကန်းမြားကိုဖျက်ချော်လာရင်သူ့အနောက်မှာချောင်းဟန်တန်းကိုပီပီတတကြားလိုက်ရသည်ဖျက်ခနဲ့လက်ကြည့်လိုက်သည့်အချိန်တွင်တော့မိသူမရှိမနေပြီမောင်သူတယောက်ခေါင်းနာဘန်းမြားကြီးလာကမောင်မိုက်နေသည့်ဆိုင်ကန်းမြားအကြားအမြန်ပြေးလွှား၍ဈေးအပြင်သို့ပြေးထွက်လာခဲ့သည်ဈေးထိတ်ရှိဈေးဆောက်ကိုတန်ခဲနေမင်းဝင်တိုင်းမိလေတော့သည်ဟာမောင်သူကဘာဖြစ်လာလဲကွာဟိုဟိုလီ မောင်ထုဘာမှမပြောတော့ဘဲဆက်လျှောက်လာခဲ့တော့သည် ကိုတန်ကဲမှဈေးဆောင်ဖြစ်သည်ယာရီဈေးပင်ဖြစ်တော့လဲဈေးအတွင်းအထက်ဆိုင်များကုန်းဆုံဆိုင်များရှိလျာဈေးဆောင်များကိုခန့်အပ်တာဝန်ပေးထားသည်သူတို့မြောက်ဖက်ဈေးပေါက်တွင်ဈေးဆောင်အဖြစ်ကိုတန်ကဲကတာဝန်ယူလေသည်ကိုတန်ကဲလိုဈေးဆောင်များအတွင်းဈေးတယ်များကဈေးလူကြီးတန်လာစင်ပေးသွင်းကအခက်ပေးစောင့်ချက်ခိုင်ခြင်းဖြစ်ပါ၏မောင်ထုကဈေးအပရင်တို့အပြေးတစ်ပိုင်းထွက်သွားသည်ကိုကြည့်ရင်ကိုတန်ခေတလျောက်ပြုံးနေမိသည် လူငယ်တွေတဘာဝကပြေးလွှားတတ်သည်ကိုတွေးမိပြီးပြုံးလိုက်ခြင်းဖြစ်သည်။မောင်ထူးနဲ့လေခင်မင်းနေသည့်အတွက်ကြောင့်မောင်ထူးကအပြစ်မဆိုးတော့ပြီ။ဈေးပဝတွင် လုံကြုံရင်းများအတွက်တစ်သားဖြင့်တိဆောက်ထားသည့်ကင်းတဲကလေးရှိရာကိုတန်ခဲကထူးကင်းတဲကလေးပေါ်တွင်ထိုင်ရင်းစာအုပ်တအုပ်ကိုဖတ်နေမိသည်။ညနေ6နာရီကျော်လာပြီဖြစ်သဖြင့်ဈေးထည်များအားလုံးပြန်သွားကြပြီဖြစ်ရာ ကိုတန်ခဲလည်းစာအုပ်ကိုဘေးချကဈေးထည်မှထွက်လာခဲ့သည်။လက်ထဲတွင်လည်း တုံတောင်ထိုလက်နိတ်တန်မိကိုကျူစွေဈေးသေးဝင်ခဲ့သည်ဈေးတကားကိုတေးချစွာပိတ်လိုက်ပြီးဈေးကိုပတ်ကြည့်ရန်ထွက်လာခဲ့သည် ထိုဈေးတွင်ဈေးဆောင်၃ယောက်ရှိပြီးအရှိတ်ဘက်အပေါက်တွင် ကိုမဲလုံးနှင့်အနောက်ဘက်အပေါက်တွင် ကိုထင်းပေါ်နှင့်မြောက်ဘက်အပေါက်တွင်တော့ကိုတန်ခဲတာဝန်ယူထားသည်သူတို့၃ယောက်ဦးမှာဈေးကြီးဤထွက်ပေါက်အခုစီတိုင်းတွင်တညာလုံးစောင့်ကြကြရသည်ကိုတန်ခဲဤတာဝန်မှာဈေးသူဈေးသားများပြန်သွားသည့်အခါတွင် ဈေးဆိုင်များကိုပတ်ကြည့်ရင်ဈေးဆိုင်တကားများတေချာပိတ်မပိတ်နဲ့ဈေးအသွင်းတခိုးသူဝတ်များဝင်ရောက်မှုရှိမရှိကို လိုက်လံစစ်ဆေးရခြင်းဖြစ်သည်လက်တဖက်တွင်တန်မီနှင့်လက်တဖက်တွင်သောတစ်သားတို့တစ်ချောင်းကိုကိုင်းရင်ဆိုင်ကားများအကြရှိကျင်းမြောင်းသည့်ဈေးလန်းကလေးများအတိုင်းလိုက်လံကြည့်ရှုစစ်ဆေးနေရသည်ဈေးအတွင်းတွင်သောဆိုင်ကားတချို့မှထွန်းထားသည့်မီးသီးမီးရောင်များရှိတော်လဲဆိုင်ကားအများစုမှမီးမရှိသောကြောင့်မောင်မိုက်နေလေသည် ကိုတန်ခဲလမ်းလျှောက်လာရင်မောင်ထူးတို့ဆိုင်ကန္တာအယောက်တွင်လူတယောက်ဈေးဆိုင်ခုံပေါ်တွင်ငုတ်တုတ်ထိုင်းနေသည်ကိုတွေ့လိုက်ရသည်တမီဖြင့်လမ်းထိုးလိုက်ရာရှာအကြီးအကွက်စိတ်နှင့်ပဇိုးတိုတိုဝစ်စင်ထားသည်သူဖြစ်နေသည်ဟေ့ဘသူလဲကိုတန်ခဲအတန်ပေးလိုက်ရင်လက်ထဲမှာတော့ကိုအသင်ပလင်ထားကထိုနေရာသို့ပြေးသွားလိုက်သည် ကိုတန်ခဲပြေးလာသည်ကိုမြင်တော့ထိုလူကမတ်တရရပ်သည်ဆိုင်ကန်းနှစ်ခုအကြာသို့ပြေးဝင်သွားလေသည် ကိုတန်ခဲလည်းအမြန်လိုက်ပြီး ဆိုင်ကန်းတစ်ခုအကြာသို့ဓမီဖြင့်ထိုးကြီးလိုက်ရာ ထိုလူကိုမတွေ့ရတော့သဖြင့်လန့်ဖြတ်သွားသည်ဟာဘယ်ရောက်သွားတာလဲဟာဆိုင်ကန်းတစ်ခုအကြာမှာနေရာချင်းချင်းကလေးသာရှိပြီးလူကြီးတယောက်ဝင်ရန်မဆိုထားနဲ့ကလေးတယောက်ဘေးဆောင်တိုးဝင်လင်းတောင်မဆတ်နိုင်ပြီကိုတန်ခဲထူဆန်လွားပြီးဆိုင်အောက်ခြေမြနှင့်ဆိုင်ပတ်ဝန်းကျင်ကိုပါလှဲ့ပကြည့်ရှုရာ ထိုလူဤအရေးအယောင်ပင်မတွေ့ရထူးတော့ထူးနေပြီဒီလူဘယ်ရောက်သွားလဲ မိနစ်20ခန်းထိုးနေရတဲ့ရှာဖွေတည်တော့ကိုတန်ခဲလက်လျှော့လိုက်ရတော့ဒီသူကတရားတစ်စီကိုယုံလဲမယုံကြောက်လဲမကြောက်တဲ့တီသူမူထိုးလူကိုလူတယောက်ဟုတာထင်နေသည်သို့တော့ကိုတန်ခဲစိတ်ထဲတွင်အကြံတစ်ခုရသွားသည်ယခုနေရာမှာထွက်သွားပြီးမကြခင်တိတ်တိတ်ကလေးပြန်လာကြည့်မိဟုဆုံးဖြတ်လိုက်သည်ထိုကြောင့်ဘာမှမဖြစ်သလိုနဲ့မောင်ထူးလိုဆန့်ရှည်မှဆက်လက်ထွက်ခွာခဲ့သည် ဈေးအလေခေါင်တွင်ဈေးယုံရှိသည် ထိုအနည်းတွင် အရှိတ်အပေါက်တွင်တာဝန်ကျသည့်ကိုမဲလုံးနှင့်ဆုံကြသည် ကိုမဲလုံးမှလည်းကိုတန်ခဲနီးတူဈေးတွင်လက်ပတ်ကြည့်ရှုနေခြင်းဖြစ်သည်ကိုမဲလုံးကအမိအတိုင်းအရက်ပုတ်ပုတ်အသားမဲမဲခန္ဓာကိုယ်ကဝါဝဖိုင်ဖိုင်နေမှုသူ့ကို ကိုမဲလုံးဟူသာခေါ်ကြသည်ကိုမဲလုံးတွေးရတာအတော်ပဲဗျာကျို့ဟိုဘက်မှာခုနကလူတစ်ယောက်တွေ့လဲလို့ကျို့လိုက်ချတော့အဲ့ဒီလူကဆိုင်ခန်းကြားထဲဝင်ပြီးပြီး ပျောက်သွားတာဗျာဟာဟိကဒါတခိုးပဲရှင်တယ်ကွာငါထင်ဆိုင်ကန်းတခုခုတည်းဝင်ပုံးနေတာထင်မယ်ဒါဆိုကိုမဲလုံးကျုံနေလိုက်ခဲကျုပ်တို့အထူထူဖမ်းမယ်သူတို့နေရောက်ထူနေရသူထွက်လာကြသည်ကိုတန်ခဲကတစ်တောက်တုတ်တချုံကြိုက်ထားသလိုကိုမဲလုံးကတော့တတောင်ကန့်ရှိသည်တန်ပိုက်လုံးအားကိုကြိုက်ထားကြသည်ဆိုင်ကန်းအနားအယောက်တွင်ဓမီပိတ်လိုက်ကြပြီးအမောင်နှဲတဖြည်းဖြည်းလျှောက်လာကြသည်ကိုမဲလုံးဟိုဟိုမှာ မောင်ထူးလူဆိုင်ခုံဘော်တွင်စောင်းကြောင်ထိုင်နေသည့်လူတစ်ယောက်ကိုမတဲမကဲလန့်မီရသည်နှင့်ကိုတန်ခဲကကိုမဲလုံးကိုလက်ညှိညွတ်ပြလိုက်လျာကိုမဲလုံးလည်းစိုက်ကြည့်နေသည်အေးကွာဒီလူဘာလဲတော့မသိဘူးလက်တော်မလွန်စင်တဲ့တန်ခဲကြီးဒီလူလောက်ငွားကဒီဘက်ကနေပတ်သွားပြီးဟိုဘက်ထိတ်ကပိတ်ဖမ်းမယ်မင်းကဒီဘက်ထိတ်ကပိတ်ဖမ်းဒီကြားမှာလမ်းကြားမရှိဘူးဆိုတော့ဒီလူပြေးနိုင်မှာမဟုတ်ပါဘူးကွာမကြခင်ကိုမဲလုံးက တဖက်ဈေးလမ်းကြားမှာပတ်သွားကဈေးတဖက်ထိတ်သူရောက်သွားသည်ကိုတန်ခေးကိုအချက်ပြသည့်အနည်းနဲ့တမီကိုပိတ်လိုက်ဖွင့်လိုက်လွတ်ပြလိုက်သည်ထိုအခါကိုတန်ခေးကလည်းထိုလူကိုတမီဖြင့်ထိုးကြည့်ရင်းဟဲ့လူမပြင်းနဲ့ထိုသူအော်ကထိုလူထန်းစုပြေးသွားလိုက်သည်ဆိုင်ကမ်းပေါ်ထိုင်နေသည့်သူကကြောက်လန့်ပြီးဈေးလမ်းတိုင်းဆင်းပြေးရာကိုမဲလုံးကတစ်ဖက်မှပြေးလာပြီးထိုလူကပေးဖမ်းတော်သည် ထိုလ်လူကကိုမဲလုံးရဲ့အလွန်နီးကပ်လာသည်မို့လက်နက်ဖက်ဖြင့်ထိုလ်လူကိုအတင်းဖမ်းချုပ်လိုက်တော့လေကိုမဲလုံးလက်ထဲမိသည့်အရာမှပါမလာပဲအလွန်အေးဆက်သည့်လေတစ်ခုက သူ့ကိုဖျက်တိုက်သွားသလိုခန်းစားလိုက်ရသည်ကိုမဲလုံးလည်းအံ့ဩသွားပြီးအနောက်သို့လှည့်ကြည့်ရာ ထိုလ်လူမှဈေးလိုက်တိုင်းဆက်ပြေးသွားပြီးအမောင်တို့အတွင်ဝင်ရောက်ပျောက်ွေသွားသည်ကိုမြင်လိုက်ရသည်ကိုတန်ခဲရော ကိုမဲလုံးရောနှစ်ယောက်သားစကားမပြောနိုင်ကြတော့ဇောကျွေးတွေပြန်နေပြီး ိုလူထွက်တည်းသွားသည့်အနောက်သို့လိုက်ကြည့်နေမိသည်တန်ကေမင်းမင်းတွေ့လိုက်လားတွေ့တယ်ဒီလူကကိုမဲလုံးကိုဖျက်ပြေးသွားတာကိုဓမ္မီယောင်နဲ့မြင်လိုက်ရလေဒါဆိုရင်တော့ဒီဟာလူမဖြစ်နိုင်ဘူးတေးကြတယ်လူမဖြစ်နိုင်ဘူးတရေမယုံသည်ကိုတန်ကေရောတရေမကြောက်တတ်သည့်ကိုမဲလုံးမှလန့်သွားသည်တကူလုံးချက်သည်တွေထလာတော်သည်ထိုစဉ်သူတို့နောက်ွယ်မှအတန်ဤတန်ကိုကြားလိုက်ရလေသည်အော်ဟိညီညူတန်ဤကိုကြားလိုက်ရသည်ဖြင့် ူတို့နှစ်ယောက်ဖလိုင်းတူလက်ခစ်လိုက်ကြတော့မောင်သူတို့ဆိုင်ခေါင်းမောပေါ်မှနေ၍လူတယောက်ကဇောက်ထိုးကြီးတွဲလောင်းဆွဲခိုးနေဒီကိုတွေ့ရသည်ကိုတန်ခဲလက်ထဲကဓာတ်မီဖြင့်အမတ်မထင်ထိုးကြည့်လိုက်ရာသူတို့ကိုကြည့်၍ဒွားဖျဲပလနေသည့်လူတယောက်ကိုတွေ့ရသည်ထိုသူမှာခုနကသူတို့လိုက်ခဲသည့်လူဝင်ဖြစ်နေသည်ရေပန်လိုလိုညီးတန်လိုလိုကြီးပေး၍အော်ဟင်းနေလျာထိုတန်ကြီးကိုကြားရသည့်ကိုတန်ခဲနှင့်ကိုမဲလုံးတို့နှစ်ယောက်မှာတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးနှစ်ဦးသားမတိုင်းပင်ပဲ့ ခြေကုံတုပ်ပြေးကြတော်သည်တန်းခေါင်ရံချင်းနှွေရသည်ထစ်တော်ကြောင့်အလွန်ပူဝိုက်လွန်လာသည်ဖြင့်မောင်ထူးတောင်အိမ်ရှိကန်းရှိခေါင်ရင်ပင်းပေါက်ကိုဖွင့်အိပ်သည် ထို့စဉ်မောင်ထူးမောင်ထူးထပါဝဟခေါင်ရင်မှခိုတန်ကြားသည်ဖြင့်လမ်းကြည့်လိုက်ရာပင်းပေါက်အပြင်တွင်လူတယောက်ညက်နေသည်အိမ်မုံစုံဝါညင်ထားလိုက်သည်မောင်ထူးမှာထိုလူကိုမြင်သည့်အခါလန့်သွားသည်ထိုသူ၏မျက်နှာကိုမမြင်ရဘဲလူကိုယ်လုံးမြဲမြဲကြီးကိုသာမြင်နေရသည်မောင်ထူးတို့အိမ်မှာ တစ်ထက်အောင်ရင်ဆိုတော့လေအတော့အတန်မြန့်သဖြင့်လူတယောက်ထိုပရင်ပေါက်ကိုတက်ရံမှာတိတ်မဖြစ်နိုင်ပြီခင်ခင်များကဘာတူလဲမင်းယူထားတဲ့ပိုက်ဆံငါ့ကိုပြန်ပေးပါမောင်ထူးမှထူးဆန်းသွားသည်ဘာဒီလာပြောနေတာလဲဘာပိုက်ဆံလဲအဲ့ဒီပိုက်ဆံကို မြို့ပြင်မှာတူးသနာမှာလာပြန်ထားပေးပါမဟုတ်ရင်မင်းကိုငါကုတ်ချိုတတ်ပြစ်မယ်ဘိုးတို့ပြောပြီးထိုလူကြီးက ထိုတို့ပြောပြီးသူ့ပါဇက်ကြီးကိုဖျဲလိုက်ရာ ဗဇက်အတွင်းမှာအစွဲတပွေးပွေးကို မြင်တွေ့လိုက်ရသည်မို့မောင်ဒူးတယောက်လန့်ပြီးအော်ဟေးလိုက်မိသည်မောင်ဒူး၏အော်တန်ကြားလိုက်ရသည့်အခါတော်မြကအခန်းထဲကနေပြေးထွက်လာသည်ညမလေးကအခန်းထဲတွင်အမေးနှင့်အတူအိတ်နေတော်လဲခလေးမို့မောင်ဒူး၏အော်တန်ကြောင့်မနိုးပြီးတဘာဖြစ်တာလဲမောင်ထူးတစ်ခုလုံးကြွေးရီယိုရှိုးနေသည် အမေကိုတွေ့တော့ ြီးဖက်သားမိသည်အချိန်တန်းငယ်ကြာတော့မှအမေကိုချစ်ချောင်းကုံစေပြိုးပြောင်းလိုက်သည့်အခါအမေကပရိယေတိုက်သည်ကောင်းရင်တကောင်းကိုလည်းပိတ်လိုက်ကြတော့သည်ဒါမှန်မှန်ပြောနော်ဒါဘသူပတ်စံကိုယူထားတာလဲအေးလာတော့ဒါလည်းမသိဘူးမဲသူပါဖြိုမန်းဒါလည်းနားမလဲဘူးဒါမလင်တတ်ဘူးဆိုတာအမေသိတယ်အမှန်တော့နိလေကလေးကဆိုင်ကထုံချနေခဲ့လားဟုတ်လားမေဘလို့ထူကြတာလဲ ထိုနေ့ညနေပိုင်းတွင်ဒေါ်မြတယောက်စိုက်ကားဖြင့်ကုံတွေတဲလာခဲ့သည်စိုက်ကားသမားကကုံတွေကိုတဲကဆိုင်ပေါ်တင်ပေးနေသည့်တွာတားဖြစ်သူမောင်ထူးကမကြခင်တွင်တငယ်ချင်းများနှင့်ပေါ်လုံးကံရထွက်သွားပြီဖြစ်သည့်တွာညနေပိုင်းဈေးကိုဒေါ်မြတယောက်ဆက်ရောင်းနေဖြစ်သည်ညနေပိုင်းတွင်လည်းဈေးကအယောင်းတွန်နေကြဒေါ်မြမှာဈေးဝယ်များကြားတွင်အမားမလန်နိုင်ဖြစ်နေသည် လက်ဖက်ရည်ကြိုက်တဲ့တော်မြမှာလူပားချင်းတွင်စံကုံပေါ်တင်ထားသည့်လက်ဖက်ရည်ခွက်ကို ကောက်တောက်ရန်လှုပ်လိုက်စဉ်နှာခေါင်းအတွင်းသို့ညီဆိုဆိုအနံ့ကြီးက ဝင်လာလေသည်နန်းလိုက်တာဘာနံ့ကြီးလဲအနီးပတ်ဝန်းကျင်ကိုရက်တောင်ဖြင့်ခတ်ထုတ်လိုက်တော့လဲထိုကနံ့မှာရာမင်းအတိုင်းရာနေသည်ဒေါ်မြကအပုတ်နံ့မှန်းတော်တည်သည်တို့တော်လားတေချာစေရန် အပုတ်နံ့ကိုတေချာအနံ့ခံကြည့်တော့ကျွတ်သေးပုံ ခွေးသေးကောင်းပုတ်အနံ့မဟုတ်ပဲလူသေးကောင်းအပုတ်နံ့ကြီးဖြစ်နေတော်သည်ဒေါ်မြတို့ရွာတွင် လူသေးလင်ရွာပြင်းတွင် အလောင်းစင်နှင့်ထားလိရှိရာလူသေးပုတ်နံ့မှာအတုပပေါ်တိုင်းယာနေကြဖြစ်သည်ဖြင့်ထိုအနံ့မှန်တန်းပြီးတီးလိုက်သည်လက်ဖက်ဤကွက်ကိုတုတ်ရံလို့ရေနခါနာသို့တိတ်လိုက်သည့်အခါလက်ဖက်ဤကွက်အောက်ခြေတွင် လူလက်ညိုကြီးတစ်ခုကိုတွေ့လိုက်ရသည်ဖြင့်ထောင်းတို့များလန့်သွားကလက်ဖက်ဤကွက်ကို လွတ်ချလိုက်တော့သည်အောင်မလီကွဲပါးသည့်လက်ဖက်ရည်ကွက်ကိုတေးချာကြည့်လိုက်တော့လူလက်ညိုတွေ့ဖို့နေနေသားသာရင်းကောင်းတကောင်းပင်မတွေ့ရချေဒေါ်မြကြောတွေချမ်းတလာသည် ထို့ကြောင့်ဖျားစာတွေဆက်ရွခြင်းဈေးဆက်ရောင်းနေမိသည်ထိုနောက်ပိုင်းတော့ဘာမှဆက်မဖြစ်တော့နေ့နေ့ပိုင်းတွင်တားဖြစ်သူကဈေးဆိုင်လာသိမ့်တော့တားဖြစ်သူကိုစိတ်ပူသွားမိသည်တိုးတော်မောင်ထူးမှမချုပ်တတ်သည်ကသူကြောင့် ူကိုချုပ်လန့်တော့တည်ရဲမှာ ထွက်သွားပြီဟု ထင်းဒီဒီကတကြောင်မူအိမ်ကိုပြန်လာခဲ့မိသည် အမိဖြစ်သူပြောပြသည်များကိုနားထောင်ရင်းမောင်ထူးအံ့ဩနေမိသည်ဒါဆိုအမိကိုလည်းပြောပြအောင်မယ်ညနေကစိုင်းသိမ့်တော့ကျွန်တော်လူတယောက်တွေ့တယ်သူကစိုင်းသိမ့်ပြီးကျွန်တော်နောက်ကိုလိုက်လာတယ်လေဘာတွေဖြစ်နေမှမသိပါဘူးတာရေတာဖျားစာရွတ်တီအေးမနှက်ပြန်ကြတော့အမေတို့ဆိုင်ရဲ့အခြေအနေကိုတစ်ချက်သွားကြည့်တာပေါ့ အရီတို့မြတ်ကြီးဈေးကိုလာခဲ့ပါအောင်မနစ်ချုံနိုင်ပဲမထိုးသေးပြီမောင်ထူးတငယ်ချင်းမိငယ်ကစပိန်ကလေးနေသူတို့အိမ်တို့လာခေါ်သဖြင့်ဈေးသွားရင်ပင်းစင်းနေတော့ဒေါ်မြနဲ့မောင်ထူးတို့ဈေးကိုပြေးလာခဲ့ကြသည် သူတို့ဆိုင်ခန်းရောက်တွင် ဆိုင်ခန်းကိုဈေးလူကြီးများနဲ့အခြားဈေးရောက်သူများဈေးလာဝယ်သူများက ဝိုင်းကြည့်နေကြသည်ဘာဖြစ်လို့လဲဒေါ်မြကလူအုပ်ကြားတဲ့ပြီးဝင်သွားပြီးဈေးလူကြီးကိုမေးလိုက်သည် ထိုအခါဈေးလူကြီးကဘာမှမပြောဘဲစိုင်ခန်းကိုလက်ညှိုးထိုးလိုက်ပါသည်ဈေးစိုင်ခန်းကပိတ်လျက်သားဖြစ်သည်တို့တော့ဈေးစိုင်ခန်းအတွင်မှာအတန်တွေထွက်နေ၏လူများလုံထွေးတပ်ပူတန်းလိုလိုပြီးလွားခုန်ပေါက်နေသည့်အတန်လိုလိုဖြစ်နေသည်တော်မြလည်းအံ့ဩနေမိသည်မောင်ထိုးကမဝက်ညဲညဲစိုင်ပေါ်တတ်သွားကစိုင်ခန်းတကားကိုတောဖွင့်လိုက်သည့်အခါအသေးတွင်ညီသူမှမရှိပေရက်ကြည့်နေသည့်သူများအားလုံး အံ့ဩသွားကြသည်ဘာမှမရှိပဲဘာအတန်းတူထွနေတာလဲဟာဒီမှာကြည်ဆန်းမအောင်လူတယောက်ညွန်ပြတော့မှာအားလုံးပြီးကြည်လိုက်မိကြသည်ထို့အခါတတောင်ကန့်ရှိမိလူချေရကြီးတစ်ခုကို တွေးလိုက်ရသခင်ချေရကြီးမှာဝတ်ပိန်နေသည်ချေရမဲမဲကြီးဖြစ်အားဈေးတွင် ထိုတည်င်းကပြင့်နှံသွားလေသည်တော်မြခမရလူကဈေးရောက်ကောင်းအောင်ဆိုပြီးတရေမွေးတယ်လို့ပြောနေကြပြီထပ်တကယ်လား ဈေးရုံတွင်ဒေါ်မြကိုဈေးလူကြီးကမေးတော်တော်သည်မဟုတ်ပါဘူးရှင်ကျမတို့လည်းမသိရပါဘူးညကဈေးဆောင်တန်ခဲနဲ့မဲလုံးတို့လေခမားဆိုင်ကတရေတဲ့၆ခန်းရပြီးအခုဖျားနေကြတယ်ဒီကိစ္စခမားဖြေရှင်းရမှာသူတို့သားမိဘာမှမရှင်းပြတတ်တော်ပဲဈေးသည်ဒီအကောင်လုံးကလည်းသူတို့ကိုကြီးကတယောက်တစ်ပေါက်ဝိုင်းပြောနေရသည်မောင်ငယ်မလည်းမောင်ထုကိုထူးဆန်းသည့်အကြည့်ပင်ကြီးနေလေသည်ထိုးစင်း မောင်ထူးတို့ဘေးဆိုင်မှာကိုင်းနဲ့ပတ်သက်သည့်ပစ္စည်းရောင်းသည့်ဥဝကြီးကစကန်းဝင်ပြောလေသည်ကျွန်တော်တခုထင်မိတာရှိသည်လူအလုံးအကြီးကဥဝကြီးထံသို့ရောက်သွားသည်မောင်ထူးတို့ဆိုင်ကိုဈေးလဝဲတဲ့အထက်မှာမျိုးပြင်းတက်တန်ကဘတ်ခတ်ဆိုတဲ့လူငယ်တစ်ယောက်လဲလာဝဲတာကိုကျွန်တော်သတိထားမိတယ်အဲ့ဒီဘတ်ခတ်ဆိုတဲ့လူငယ်ကတက်တန်နောက်လာနေတယ်နားရဲကိစ္စတွေမှာဝင်ကူပေးတယ်ဟိုတလောက်ကကျွန်တော်အတော်ဆုံးတော့မြင်းမျိုးဖို့လောက်ရင်းနဲ့သူနဲ့တိသွားတာပဲဈေးလူကြီးကခေါင်းခါသည် အဲ့ဒါနဲ့ဘာဆိုင်လဲကျွန်တော်ထင်ဘာကတ်ကလူသေးပါဇတ်တဲ့ကကူးတော်ကငွေတမတ်ကိုနှိုက်ပြီးသုံးနေတယ်ထင်ပါတယ်တရားသူတို့ဆိုင်ကဈေးဝယ်တဲ့အခါအဲ့ဒီတမတ်စီကိုသုံးခဲ့ပုံရတယ်ထို့တော်မှမောင်ထူးတတိရတော်သည် သူစီအမြင်ဈေးပေါ်လိလာဝယ်နေသည့်အကိုကြီးကိုတတိရမိသည်တိုက်တိုက်ဆိုင်ဆိုင်ထိုအကိုကြီးကလည်းသူတို့ဆိုင်ကဈေးပေါ်လိကိုအမြင်တမတ်ပိုးဝယ်ပြီးတမတ်စီအဟောင်းလေးတွေပေးသည့်ကိုတတိရသွားသည်မောင်ထူးလည်းသူရောင်းရသည့်အကြောင်း သူရောင်းရသည့်တမတ်စေများကိုပြန်မအမ်းပဲဆိုင်ခေါင်းမိုးတွင်ထိုးထားသည့်အကြောင်းနှင့်ညကအိမ်မမတ်သည့်အကြောင်းများကိုရှင်းလင်းပြောပြလိုက်သည်ဇေလူကြီးမှလက်မခံကျင်တော့လဲဇေထရမြအလုံးကမောင်ထူးပြောတာကိုယုံနေကြသည်ကဲဒါဖြင့်နေ့လည်းအချီစောင့်မယ်ဘာခတ်ဇေလာဝဲလို့သူ့ကိုမေးတဲ့အခါအားလုံးသိရမှာပါနေ့လည်းရောက်သည့်အခါထုံးစံအတိုင်းဘာခတ်ရောက်လာသည်ဘာခတ်ကိုဇေလူကြီး၌ဇေထေမြကဝိုင်းမေးကြသည့်အခါတွင်ဘာခတ်ကလည်းဝန်ခံသည် အမှန်တော့လူသေးပစတ်သေးကပတ်စံပဲဗလားသုံးလိုက်တော့ဘာသေးလဲကျူတို့သူ့ဘာရာဇာတွေအတွက်တော့လူသေးပစတ်သေးကပတ်စံကအသုံးရတဲ့လူသေးအဝတ်စားကောင်းလာဆိုကျူတို့ယူဝတ်တယ်လူသေးအတွက်ထမင်းထုတ်ကိုကျူတို့ဖြေစားတယ်ဘာမှမသိပါဘူးအားလုံးအေးဆေးပဲအေးပေါ်မင်းတို့ကအေးဆေးဆိုပေမဲ့ငါတို့ကမအေးဆေးဘူးလေကွာကဲမောင်ထူးမင်းသိမ်းထားတဲ့ပစံတွေကိုသူ့ကိုပြန်ပေးလိုက်ဘာကဲမင်းဒီအကျွေစိတ်တွေကိုပြန်ယူထားတော့ မောင်ထူးကဆိုင်ခေါ်မိုးပေါ်မှာစီစိန်စက်ကူနင်းထုတ်ပိုးထားသည့်အကျွေးစိအများကို ပြန်ပေးလိုက်လို့သည်။ဘာခက်လဲထူးအကျွေးစိများယူကပြန်သွားလေသည်။ထူတော်မှဥဝကြီးကအားလုံးကိုရှင်းပြသည်။မသာကူရုခဆိုပေမဲ့မကြွတ်လွတ်သေးတဲ့လူတယောက်ယောက်ကသူ့ကူရုခကိုဆွေးနေတာဖြစ်ပါလိမ့်မယ်။အခုတော့ကိစ္စလည်းရှင်းသွားပြီမို့ဒေါ်မြတို့တားမိကိုအပြစ်မတင်ကြပါနဲ့။သူတို့လည်းတိတိကြီးနဲ့လုတ်ခေတာမှမဟုတ်တာ။ ဒါနဲ့ညီပေါင်းမသာကူရောခါနဲ့ဈေးရောင်းကောင်းနဲ့ဘာဆိုင်လဲဈေးဆက်တူကဝယ်မေးလိုက်သည်ဟာနင်းတို့မချဘူးလားဟာမသာတမန်စီးပွားတဲဆိုတာလေမသာပါးစားထက်ကတမတ်စိတ်ကဈေးရောင်းကောင်းနဲ့လောင်းကစားတွေပါတဲ့အကျိုးပေးတယ်လေတချို့ဖဲသမားတွေဆိုရင်တမတ်စိတ်သွားခိုးသီးဆောင်ထားကြတယ်လေထိုတော့မှ အာလုံးဇက်ရည်လဲသွားသည် မောင်ထူးတို့ဆိုင်ဈေးရောင်းကောင်းရခင်မှာဘာခက်လာဝဲသည့် တမတ်စေများကို မောင်ထူးကတိန်ထားသောကြောင့်ထင်မိထင်သည်ထိုတမတ်စေများကြောင့်ဈေးအလွန်ရောင်းကောင်းနေခြင်းဖြစ်နိုင်သည်သို့သော တမတ်စေကိုစိတ်ဆွဲနေသည့်တရေတကောင်ပါလာသောအခါဒူရုအလုံးဒုက္ခရောက်ရသည် မောင်ထူးအနေမဲ့ဈေးရောင်းမကောင်းခြင်းနေပါ ထိုသူအချောင်းအလတ်မျိုးကိုထပ်တီမခန့်ညံ့တော့ပြီမကြခင်မောင်ထူးတို့ဆိုင်အယောင်းဝယ်အခြေအနေလဲပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည် မောင်ထူးလည်းမိငယ်မွေးနေ့အတွက် နှုတ်ခမ်းဤတတောင်လေးချက်ခွဲဖြင့်ဝယ်ပေးဖြစ်သည်ထိုပတ်စံများသည်အမေမတိအောင်ခိုးထားတဲ့ပတ်စံများမဟုတ်ပါ အမေကသူ့အားထုတ်ပေးထားသည့်ပတ်စံများဖြစ်ပါသည်ပြီးပါသည်ဇယာအက်ဂဇောဆန်တရာခိယမာဟုတ်ကဲ့ပါကြိုးစားလျက်ပါ နောက်ဆိုလို့ရှိရင်ဒီထက်မကအဆင်ပြေအောင်ကြိုးစားပါမယ်ကျွန်တော်ကိုယ်တိုင်ပြောနိုင်အောင်ကြိုးစားပါမယ်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ